အီယာဝတီတိုင်းမှာဒေတာထွက်ကွန်တီ6စင်းလုံးဟာရခိုင်နှစ်များတဲ့အများစွာကြာစင်းနေမှုကြောင့်စိုက်ပျိုးတဲ့တောင်သူများအနေဖြင့်အခက်အခဲများနဲ့ကြုံတွေ့နေရတယ်လို့ကိုစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေတဲ့တောင်သူများထံမှသိရပါတယ်အဆိုပါကိုနီ6စီကြဆင်းလာမှုဟာမြန်မာဘက်မှအိန္ဒိယနိုင်ငံတို့တင်ပို့နိုင်ခြင်းမရှိတဲ့အတွက်ပြည်တွင်းဈေးကွက်တစ်ခုတည်းကိုသာအားထားနေရသောကြောင့်ကွန်တီဇင်းုံများမှကြဆင်းလာရခြင်းဖြစ်တယ်လို့ကွန်တီရောင်းဝယ်ရေးလုပ်ငန်းရှင်များရဲ့ပြောပြချက်အရသိရပါတယ် နေ့ကဈေးမရရင်တော့တင်းတင်းနဲ့ဈေးဆိုတော့တော်သေးတယ်အခုကဘာမှလုပ်မရဘူးအလုသမားခါတွေကလည်းမကြဘူးဈေးရိတ်တွေကလည်းတနည်းထက်တနည်းပိုများလာတော့ကွန်တီဈေးကမရတော့စားဖို့တောက်ဖို့လောက်ပဲကြံနေလို့အေယာဝတီတိုင်းမှာကွန်တီဆိုင်ပြိုးရေးလုပ်ငန်းရှင်တောင်းတူတူကပြောပါတယ်ယခုနှစ်နိုဝင်ဘာလနဲ့ဒီဇင်ဘာလမှာထွက်ရှိတဲ့ဂွန်ဒီအချောက်အသစ်ဈေးဟာတပိတ်တာလင်း12000ကျပ်သာရှိနေပြီ။ယခင်နှစ်နိုဝင်ဘာလနဲ့ဒီဇင်ဘာလမှာထွက်ရှိတဲ့ဂွန်ဒီအချောက်အသစ်ဈေးဟာတပိတ်တာလင်း2000ကျပ်အထိရှိခဲ့တယ်လို့သိရပါတယ်။ မနေ့ကထက်တဲ့ကွန်ဒီအဟောင်းနေတော်လက်ထဲပိုင်မိနေကြတော့မယ်အစ်စ်ကွန်ဒီထက်ထက်တော့ဈေးထက်ကြတာပေါ့လို့မအူပင်မြို့နယ်ရှိကွန်ဒီအဝယ်ထိုင်လုပ်ငန်းရှင်တို့ကပြောပါတယ်အေယာဝတီတိုင်းတဲကဒေသတည်ငြိမ်မှုမရှိတဲ့ဒေသအချို့မှာလည်းဝယ်ယူသူမရှိတဲ့အတွက်ကွန်ဒီအချောင်းများကိုရရင်ဈေးပြင်းတာရောင်းချနေရတယ်လို့သိရပါတယ်ဒါအပြင်ပြီးခဲ့တဲ့နှစ်ကထွက်ရှိတဲ့ကွန်တီအဟောင်းများဟာကွန်တီအဝယ်တိုင်းတို့လင်းပိတ္တာချိန်တောင်းကနန်းမှသိန်းကနန်းအထိကျန်ရှိနေသေးကြောင်းလုပ်ငန်းရှင်များရဲ့ပြောပြချက်အရသိရပါတယ် ဧရာဝတီတိုင်းတွင်မအိုပင်ပန်းတနောညောင်တုံးဒနုဖြူဝါခဲမောင်ပိုကလေးအိမ်မဲကြိုက်လက်မြောင်းမြောင်ဖြာပုံမော်လမြိုင်ကျုံလက်ပွတ်တာနဲ့ပတိန်စားတဲ့ဒေသများအပါအဝင်ဒေသများစုမှာကိုသိကိုစိုက်ပျိုးကြပြီးစိုက်ပျိုးတဲ့ဧကအနေအများကွာခြားမှုသာရှိကြောင်းဒေသခံတောင်သူများထံမှသိရပါတယ်။